ရှမ်းလက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့မြမတက်မတော်နဲ့စစ်ရေးအရာအဖြစ်ခက်ရဲစဲထားကြသလိုအချင်းချင်းကြားထဲမှာလည်းအပြစ်ရကြဖို့လိုအပ်တယ်လို့နိုင်ငံရေးလှလသုံးသက်သူစိုင်းမင်းက CNN သတင်းဌာနကိုပြောပါရယ်။အာအခုရှမ်းပြည်မှာလည်းအစစ်ကောင်စီတခုထဲနဲ့ပဲအပြစ်ရနေအပြစ်ရလို့မရဘူး။ အာကျွန်တော်တို့လည်းလက်တွေ့ကြည့်လာအဲလက်တွေ့မြင်လာခဲ့ရတဲ့ဥမာ RCSS နဲ့ Insurance Duty Quarter လုပ်နေပါတယ်ဆိုတော့ RCSS နဲ့ SSC တောင်မှအချင်းချင်းပြတ်တိုက်ပြခမှုတွေဖြစ်ခဲ့တယ်နော်ကြည့်တွေ့မှုတွေဖြစ်ခဲ့တယ်အာဆိုတော့တခြားလက်နဲ့ကန်တပ်ဖွဲ့တွေနဲ့လည်းအဲ့လိုမျိုးမဖြစ်လာနိုင်ဘူးမပြောနိုင်ဘူးအတိအကျတော့ဒီအာစစ်ကောင်စီနဲ့အတိအကျနိုင်တယ်လို့ကိုယ်ထေတာမှရှိနေတဲ့ဒီဓမြေတဲ့နေတဲ့ရေထဲအတူတူရှိနေတဲ့လူတွေအားလုံးက အပြည့်ရနိုင်မှသာရင်တကယ်ကိုငင်းချမ်းမှာပေါ့နော်အခုကအဲ့လိုမျိုးမဟုတ်ဘူးဆိုစစ်ကောင်စီနဲ့တော့ရက်တဲ့အချင်းချင်းကြတော့အာချီချင်းထိုးနေတယ်ဒီဟာကပြဿနာကတော့အလားအလာမကောင်းဘောနော်ရှမ်းပြည်ပြန်လဲထူထောင်ရေးကောင်စီ RCSS ဟာတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစဲရဲ့သဘောတူစာချုပ် NCA ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီးရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာအစိုးရနဲ့ပြည်내အဆင့် ။ပြည်ထောင်စုအစဉ်ပနာမအပြစ်ခတ်ရစဲရေးစာချုပ် bilateral လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ဒါ့အပြင် SSPP ဟာဝါလက်နက်ကိုင်အဖွဲ့ UWSA ကဥဆောင်ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာလည်းအဖွဲ့ဝင်မဟာမိတ်လက်နက်ကိုင်အဖြစ်ပါဝင်ထားတာပါ။ရှမ်းလက်နက်ကိုင်တွေဟာ2021ခုနှစ်နောက်ပိုင်းမှာမြမတက်မတော်နဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေတာမရှိသလိုတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့လေ မြန်မာတက်မတော်ကိုတွန်းလှန်နေတာမျိုးမရှိကြအောင်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ဒါပြင်ရွေးဥတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ခဲ့ကြတဲ့ရှမ်းပြည်မြောက်ပိုင်းရှိကိုကန့်တက် MNDA နဲ့တအောင်းလုံးမြောက်ရေးတက်မတော် TNL တို့ဟာလည်းမြန်မာတက်မတော်နဲ့အပြစ်ခတ်ရေးဆဲရေးသဘောတူလက်မှတ်ထိုးထားကြတာပါ။ဒါကြောင့်ရှမ်းပြည်နဲ့အတွင်းရှိတိုင်းရင်းသားလက်နက်ကိုင်အားလုံးနှိပါဟာမြန်မာတက်မတော်နဲ့အပြစ်ရထားတဲ့သဘောတက်ရောက်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကယူဆကြပါတယ်။ ရှမ်းပြည်နယ်မှာ RCSS နဲ့ SSPP ကြား၎င်း TNL နဲ့ SSPP ကြား၎င်း KIA နဲ့ TNL ကြား၎င်းစစ်ရေးအရာပုတ်တိုက်မှုတွေဖြစ်ပေါ်နေရပါရှမ်းပြည်နယ်ရှိမတူကွဲပြားမှုတွေကိုစုစည်းနိုင်မှာဒါပြည်အောင်စုကိုဥတီမဲ့ဆူစည်းမှုမျိုးကိုတိစောက်နိုင်မှာဖြစ်တယ်လို့နိုင်ငံရေးလီလာတုံးသက်သူဆိုင်းမင်းကစီအန်အန်သတင်းဌာနကိုပြောပါတယ်။အခုကလည်းဒီအဲသူတို့ကအဲဒီဖြည့်ပြည့်မှုကအဲကွင်းဒီမှာရှိနေနေဆိုရှယ်မီဒီယာမှာချင်းချင်းပြောဆိုနေတဲ့ဟာတွေက အာနောင်ဒီမနေ့ပြန်တမ်းဟုတ်နောက်လာတမ်းဟုတ်နောက်နေ့အထီးတမှုကဦးတည်နေတာပဲဒီဒီလူလူမှုကွန်ရက်မှာဒီအချင်းချင်းပြဿနာရှာနေတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေတော်တော်လေးအရေးကြီးပါတယ်စစ်ကောင်စီနဲ့အပြည့်ရတယ်လို့သူတို့အချင်းချင်းနဲ့အပြည့်ရတဲ့နယ်ကာမတန်လေးဒီစစ်မှန်ပြီးထောင်စုကြီးကိုဦးတည်နိုင်မှာပေါ့နော်အဲရှမ်းရဲ့ရှမ်းပြည်ရဲ့အမတူကွဲပြားမှုကိုဆူဆီးနိုင်မှာတာလေးရဲ့ ဒီဒီထောင်စုကိုဥတည်နဲ့အာအာစုစည်းမှုကိုဒီစောင့်နိုင်မှာပေါ့သို့မဟုတ်ဆိုရင်တော့အာပေတော့မှငင်းချမ်းမှာမဟုတ်ဘူးလက်တွေ့အားဖြင့်လည်းဒီစုစည်းမှုဒီထောင်စုစည်းဆိုတဲ့ဟာအားလည်းနာမည်ပဲဖြစ်မှာပေါ့နော်တိုက်တိုက်ပွဲပြန်ရှိမှာပဲတွေးခွဲမှုကပြန်ရှိနေမှာပဲရှမ်းပြည်နယ်မှာတိုင်းရင်းသားလူမျိုးစုံလေထန်ကြတဲ့အပြင်လက်နက်ကင်အဖွဲ့တွေမှလည်းအတီးတီးရှိကြသလို2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လက်နက်ကင်ပဋိပက္ခတွေကျေပြန့်ပြင်းထန်လာတဲ့အတူ ရှမ်းပြည်ရဲ့နိုင်ငံရေးအခြေအနေဘလို့ရှိလဲဆိုတဲ့အပေါ်စည်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားစောင့်ကြည့်လေ့လာနေကြပါတယ်